အလုံးမင်္ဂလာပါအင်းမြတ် education မှာယနေ့တင်ကြမယ့်တင်ကြားရေးလမ်းစဉ်ကတော့ G5 တင်ယူအခက်15ရဲ့ lesson 7ပဲဖြစ်ပါတယ်ဆရာတို့ပုံစံနံပါတ်1ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပုံစံနံပါတ်1မှာပေးထားသောတတိကံများဤ area ကိုရှာပါလို့ပြောထားပါတယ်နံပါတ်ကကြီးမှာဆိုရင်တတိကံ ABCE area ကိုလိုချင်တာပဲဖြစ်ပါတယ်တတိကံတစ်ခု area ကိုလိုချင်ဆရာတို့အခြေသိရပါမယ်အမြင်သိရပါမယ် တတိကံတစ်ခုဤအငင့်ဆိုတာတောင်စွန်းအမတ်တစ်ခုကနေအခြေအနာပေါ်သို့တောင်းမကြအောင်ဆွဲတော်မြင်သည်အမြင်မြင်ပဲဖြစ်ပါတယ်ထို့ကြောင့်အခြေဒီ၄ပါအမြင့်ဒီ၅ပါအစာနှစ်ဖဲဖြစ်ပါတယ်ရရှိလာသောတံပိုးကို ပြောပါဆိုရင်20အစာနှစ်ဖဲဖြစ်ပါတယ်20ကိုတီးပြီးနှစ်နဲ့စားလို့ရရှိလာသောတံပိုးသည်30ပဲဖြစ်ပါတယ်ထို့ကြောင့်ဧရိယာတံပိုးကိုပြောပါဆိုရင်30စတူယန်းစင်တီမီတာပဲဖြစ်ပါတယ် ယနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်းလက်ဆင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ